ချိန်နေမကောင်းတာတော့အမှန်ပဲဗျအခုတမရဒေါ်နယ်ထရန့်ကနေပြီးတော့သူ့ရဲ့ True Social Media ကနေတရားဝင်ထုတ်ပြန်ကြေညာတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့ညတော့ကအီရန်နိုင်ငံမှာရှိနေတဲ့နျူကလ িয়ার တိမ်းဆီးထားတဲ့ site 3ခုအဲ့တော့အဲ့ site 3ခုကိုတွားပြီးတော့သူကဘုံကျဲတယ် B2 လေရင်ပေါ့နော်ဒါကမ္ဘာပေါ်မှာအမေရိကန်တိုင်းနိုင်ငံနဲ့ပိုင်ဆိုင်တဲ့လေရင်ပါအဲ့လေရင်ရဲ့ဘုံပြင်းအားကသူကဟိုပေပေါင်း40 50လောက်ထိပေါ့နော်အဲ့ ုံးကြီးရဝင်သွားမယ်ပြီးတော့မှဟိုးအောက်ထဲမှာတောင်အောက်ထဲမှာတိမ်းထားတဲ့နျူကလ িয়ার site ကိုသူကသွားပြီးကွဲတာဆိုတော့သူတို့အခုဒီပြောကြားချက်အရတော့ successfully လုံးဝအောင်မြင်စွာနဲ့သူတို့ဘုံကျဲနိုင်ခဲ့တယ်ပြီးတော့ပြန်လည်ဆုတ်ခွာလာတယ်ပေါ့နော်ဟောအနာဂတ်မှာသူတို့တွေဒါဟိုဟိုအပြုတ်သဘောဆောင်တဲ့ပြောင်းလဲမှုပေါ့နော်ဒါအမေရိကန်နေပြဝင်ကူညီလိုက်တယ်ပေါ့နော်စစ်ပွဲကိုသူတို့ငြိမ်းချမ်းအောင်လို့ဒီလိုမျိုးဟိုတိုက်ခိုက်မှုတွေနေဖြစ်ရှင်းလိုက်တယ်ပေါ့နော်ဒီဇလန်းတွေသူကစပြီးတော့ပြောလာပြီအဲအခုဒီမှာမြေပုံကြီးလိုက်လို့ရှိရင် ဒီ fall through ဆိုတာဒါလေးဖြစ်မှာပေါ့နော် Nastar Han ရဲ့ပြီးတော့ Isfah Han ရဲ့ဒီသုံးခုပေါ့နော် Tehran ကတော့တို့ Iran နိုင်ငံရဲ့မြို့တော်ဖြစ်တယ်ပေါ့နော်မြို့တော်ရဲ့ဘေးနားမှာကပ်နေတဲ့နေရာလေးမှာရှိနေရဆိုတော့ဒီကောင်တော်တော်လေးအနေနဲ့ကြီးပုံရတယ်ပြီးခဲ့တဲ့6ရက်ကနေပြီးတော့ဒီနေ့အထိပေါ့နော် Vegan က TikTok social media မှာတက်လာတာဘာလဲဆိုလို့ရှိရင်တော့ Steak and Lobster ဒီ Steak and Lobster ကဘယ်အချိန်မှကျွေးလဲဆိုလို့ရှိရင်စစ်သားတွေစစ်တိုက်မထွက်ခင်ပါနော် အဲ့လိုမျိုးကာလရင်မှာတဲ့အမေရိကန်စစ်တပ်ကနေပြီးတော့ကျွေးတာဒါမတူညီတဲ့နောက်ထပ်အာစစ်သမီးပေါ့နော်သူကတင်ထားတာ steak and lobster စားရတယ်ဒီမှာလဲသူတို့အမေရိကန်စစ်သားအဲသူ့ရဲ့ဗီဒီယိုမှာဆိုလို့ရှိရင်လဲသူ့ကို steak and lobster ကျွေးနေဆိုတော့သူတိလိုက်တယ်ပေါ့နော် World War 3မြန်စတော့မှာလားတဲ့အီရန်ဘက်ကလည်းအခုနောက်ဆုံးတုံ့ပြန်ခဲ့တာဗာလဲဆိုလို့ရှိရင်နော် you started we were ended မင်းငါတို့ရှိကိုအရင်ဆုံးစခဲ့တာ မင်းအတွက်ဇက်သိန်းကိုငါတို့ပဲလုတ်ပေးမယ်ဆိုပြီးတော့သူတို့ကနောက်ဆုံးပြောလိုက်အဲဒီအသေးပဲကကျွန်တော်တို့တွေဒါတော်တော်လေးဆိုးရွားတဲ့ခြေနေဖြစ်နေပြီနော်ဒါအစ္စရေးနဲ့အီရန်ဆက်ဖြစ်တာအမေရိကန်အခုဝင်ကူတယ်အီရန်ကအခုတုံ့ပြန်ဖို့အတွက်သူတို့တရားဝင်ကြေညာလိုက်ပြီအဲ့တော့အီရန်တို့ပြန်လို့ရှိရင်နောက်ကနေလိုက်လာမှာက ပါကစ္စတန်ပါတယ်နျူကလ িয়ার ပိုင်တယ်နော်ချိုင်းနာပါတယ်နျူကလ িয়ার ပိုင်တယ်နော်ရုရှားပါတယ်နျူကလ িয়ার ပိုင်တယ်နော်ကျွန်တော်တို့ဒီအီရာက တော်တော်လေး serious မထားဘူးပဲကိစ္စမှာဒုံးညီပြစ်တယ်ဆိုလို့ရှိရင်လည်းအစ်ဖြစ်နေပြီပြောစရာကြီးတို့ကိုဘယ်နဲ့ဒီဘက်ချပါလားတို့ငါတို့ဒီမှာဒုံးညီနေကြည့်ရပြောစရာကြီးတို့အကျွန်တော်တို့ကအရင် serious ထားတော့မယ်အခြေအနေပြဒါလုံးဝအထီးကိတ်ရှာနာလုံးဝမခံပါဘူးနောက်ဆုံးပြောတဲ့ဇာတ်ကားတွေရဆိုလို့ရှိရင်အီရန်ကနျူကလ িয়ার ပိုင်နေပြီလို့တော့ပြောနေကြတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ကသိပြီးစိတ်မပူဒါပေမဲ့ဘောဝါသရီစဖြစ်လို့နျူကလ িয়ার ဒုံးညီ ထူးလိုက်ပြီဆိုလို့ရှိရင်ကဘာကြီးရဲ့80ရာခိုင်နှုန်းလောက်ကတေချေပြက်စီးမှာတယ်ဒါ theoretically ရသူတို့ပြောထားတာသိပ္ပံပညာရှင်တွေရှာတွေ့ထားတာအဲကျန်တဲ့20ရာခိုင်နှုန်းကလေဒီ nuclear အနုမြူဟာထွက်လာတဲ့ဓာတ်ရောင်ခြည်တွေတင့်ပြီးတော့တဖြည်းဖြည်းနဲ့တိတ်ဆုံးသွားမယ်ဆိုပြီးပြောတယ်အဲ့တော့ဘယ်သူမှရှင်သန်မှုအတွက်မသေးကြဘူးเนาะအဲကျွန်တော် trading မှာဆိုလို့ရှိရင်လဲ stock market တွေရောအခု crypto market တွေရောဈေးကြတယ်ဒါအခုတနင်းငွေနေပဲရှိသေးတယ် တနင်္လာနေ့တာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဈေးကွက်တွေအားကောင်းနဲ့ထိုးကြလိမ့်မယ်ဖြစ်နိုင်ခြေအများကြီးရှိရယ်နော်အဲ့တော့မိတ်ဆွေတို့ကဘယ်လိုမြင်လဲဘောမမဝေရောက်ဆွေးနွေးကြပါဦး